ဒါလည်းရင်မျှပဲဆိုရဲစကလုံးနဲ့ပတ်သက်ပြီးတော့ထိုင်းလိုမျိုးလေ့လာကြည့်ရအောင်ဒီစကလုံးလေးကကြတော့ care ဆိုရဲအသံလေးနဲ့ထွက်တယ် care care ဆိုရဲအသံနဲ့ထွက်ပါတယ်ဒါဆိုရင်ဥပမာစကလုံးတွဲလေးတွေကိုစပြီးတော့ကြည့်ကြမယ်နှစ်ရက်ဒါလည်းရင် care 2 one care 2 one ဒီအတိတ်ပဲကိုနှစ်ရက်ပဲလို့လည်းစကားအနေနဲ့ပြောမယ်ဆိုရင်သုံးလို့ရပါတယ် care 3 one care 3 one သုံးရက်ပဲ ในยะตรงยะเปแค่สองสามวัน แค่สองสามวัน แค่สองสามวันจะบ้าเปแค่อาทิตย์หนึ่งแค่อาทิตย์หนึ่งทำมาโมยแค่สัปดาห์หนึ่งแค่สัปดาห์หนึ่งจีเนียมาหนึ่งกูชื่อมาทาบิโอเลยเปียวเลยแค่หนึ่งสัปดาห์ แค่หนึ่งสัปดาห์ แค่หนึ่งอาทิตย์ แค่หนึ่งอาทิตย์นายเยาเพแค่สองคน แค่สองคนนาเท่าเบแค่สองถุง แค่สองถุงนาปวเบแค่สองจาน แค่สองจานได้ยาตาเลยได้ยามยาเบแค่วันเดียว แค่วันเดียวสกาပြောတဲ့ခါမှာတော့ one deal တရက်သားလရင်တရက်ပဲကိုပို့ပြီးတော့သုံးကြရတယ်ပေါ့နော်အဲ့ဒီမှာကိုကတရက်ဆိုရဲစကလုံးကိုแค่1 one ဆိုပြီးတော့မှတ်မိရဲ့အဲ့လောက်ပဲမှတ်မိရဲ့ဆိုလဲအဲ့လိုသုံးလို့လည်းရပါတယ်แค่1 one လည်းရပါတယ်แค่1 deal လို့ပြောမယ်ဆိုရင်လည်းပဲအတိတ်ဘက်ကတအားကြီးကွာသွားတာမျိုးမဟုတ်ပါဘူးဒါတရက်သားလရင်တရက်ပဲလို့ပြောရတယ်အတူတူပါပဲအားလုံးပဲစင်မြကြပါစေနှွေးထိုင်း skills ပေးတာပါ